ခင်ခင်ထူးရဲ့မိုက်အင်ကန်ဆိုတဲ့ဝတ္ထုလေးကိုအပိုင်း55နီးနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။စာတင်ကြောင်းမိလောင်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ကိုပြည်သိမ်းမှာအမြင့်ချမ်းမျိုးရှိပညာရေးဌာနရုံးသို့ဖြစ်ပျက်ပုံတင်ပြရန်သွားရသည်။လွတ်လပ်ရေးရပြီသည့်နောက်ပိုင်းကိုပြည်သိမ်းကိုကျောင်းဆရာကြီးဖြစ်တရဝင်ခန့်ခေယုံမကကျောင်းကိုလည်းဆိုရတိမှတ်ပြူမူလာတန်းကျောင်းဖြစ်တမတ်ပြီးခဲ့သည် ဇောင်ချန်းကုန်းရမူလာတန်းကြောင့်ဆိုသည့်တရားဝင်မြည်ရခဲ့သည်မှန်တော်လေ။ရွာရဲကမအိမ်ကန်ကြောင့်လူပင်နှုတ်ကျိုးနေကြလေပြီ။မအိမ်ကန်ကြောင့်မိလောက်လို့တဲ့ဆိုသည့်တရင်ကရွာတိုင်းတွင်ပြန်နှံ့လျက်ရှိပါ၏။မအိမ်ကန်ကြောင့်မိလောက်တာထင်းတို့တခြားမရလိုက်ဘူးတဲ့။လောက်ကြတော့ကမအိမ်ကန်တို့အိမ်ကြီးကိုမိချို့မိချို့ချင်တာတဲ့တော့အိမ်ကြီးကိုမလောက်ရတော့ကြောင်းကိုမိချို့တာပေါ့ရက်စက်ရုပ်မှချက်တော့မလောက်ကောင်းတာလောက်ကြတာများမအိမ်ကန်ကြောင့်မိလောက်တာ ုတော်ထူးဆန်းတာဗျဘုံကြီးပြန်ပွဲရက်မှာထလောက်ကြတာစဉ်းစားလို့မရအောင်လူတွေပွဲလံပြီးဘာမှမဖြစ်ကြတာကံကောင်းဘလို့လူတွေကများဒီလောက်လက်ရဲစဲရနိုင်ကြပါလေဆရာလီကနိုင်ငံရေးစကားတွေတွန့်ပြောလို့မကျင်တတ်တဲ့လူကလှုပ်တာလို့လဲကြားတာပဲတချို့ကလည်းဆရာလီကရွာကင်းနေလိုက်ဖွဲလို့တခိုးတည်းကအညှို့နဲ့ရှို့တာလို့လဲပြောကြသည်အမှန်တရားတော့ဖះမှတိမှာပဲအထင်တွေကအမျိုးမျိုး အတွေးတွေကအမျိုးမျိုး ရွာလီမှာဒီစကားကကြက်ရည်တောက်တလို့ဝင်သားရှိ၍အထွတ်မရှိဝေဖန်ချက်သာရှိ၍ပြေးမရှိဘလိုပင်ဖြစ်စီရွာပေါင်းစုံကကလေးတွေကြောင်းမြောက်ရတာပဲဖတ်တင်းသည်ကြောင်းဆောက်ဖို့ဆိုတာလွဲတာမဟုတ်ချက်ချင်းထားဆောက်လိုက်စမ်းမဟင်ဆိုတော့လေပညာရေးဌာနကစုံစမ်းတာတွေရှိလာအောင်မည်အမိန်ချမှတ်ပြီးမှပြန်စားခွင့်ရှိသည်ကိုပြေသိမ်းမြို့ကိုသွားပြီးအကြောင်းပြန်ဖွင့်ရေးလုံပန်းနေတာကိုလည်းရွာတွေကသိကြပါသည် ဒီတဲ့ကျင်းတော့ရွာပေါင်းဆောင်ကငွေထက်လိုချင်ကြသည်တချိန်ကစာတင်ကြောင်းလေးပေါ်အာယုံရှိခဲ့ကြတော့ရွာများကားပြီးအချိုးကျထဲဝင်ရန်ပြောလာကြပါ၏အော်ရွာဒီမှာလဲဖုန်ကြီးပြန်ပွဲအတွက်လုံပန်းထားရတော့ပြင်ပန်းနေကြမှာပါရှင်လက်မခံပြစီနဲ့မိန်ကန်ကြောင်မိန်ကန်ပဲပြန်ဆောက်လူစံပြရစီကျမတို့မိသားစုဖို့ဒီလောက်တော့ယုံနိုင်ပါသေးတယ်ပညာရေးဌာနခွင့်ပြုပြီးဆိုတာနဲ့ကြောင်းပြန်ဆောက်မှာပါ ရဲရွာတွေကလူကြီးတွေငွေထဲဝင်ဖို့ပြောလေတိုင်းမဲ့ရင်ကန်ရင်ကြီးကြီးညင်းတီကြီးပင်မဲ့ရင်ကန်တို့မှလည်းစီပါရင်ရရင်ကလိုမလာတာတော့မဟုတ်စစ်ကြီးတလျှောက်လုံးဝေကမြကကျုံကယုံကကုန်ခဲရတာတမျိုးဓမြသုံးကျဲဝင်တိုက်ခံခဲရတာကတမျိုးဆွေတွေမျိုးတွေကိုလူလုံးမြအောင်ဝေရချမ်းရတာတမျိုးဆိုတော့မဲ့ရင်ကန်မှာစိတ်ရှိတိုင်းကိုမပါနိုင်တိုးတော့ မဟင်ကန်တို့ဖို့အစဉ်ပိန်တော့ကျွဲလောင်းဆိုသလိုချမ်းတင်းတလောက်ချမ်းမိုင်းမဟင်ကန်တို့မှာလဲဒီချောင်းနီချမ်းတင်းတလောက်ချမ်းနီအဖေတကြီးရှိစဉ်ခါကလေးကရွာเจ้าမှာဆွန်းစားကြောင်းလူခဲ့သည်စာတင်ကြောင်းဆောက်သည်ရွာဦးစီရဲ့ဆောင်လူသည်ရေတွင်နှစ်တွင်ရွာလဲတရားတွင်အစ်တိတ်ပြေးခဲ့သည်ကျောင်းသုံးပြိဘောကားတွင်ဆိုတော့လဲမဟင်ကန်ပြီဆရာတော်ကြီးစာပနာမှာလဲမဟင်ကန်တို့ပဲနင်းနေနေမှတီးခဲ့ရသည် အခုလည်းမိပန်းရောကစာတင်ကြောင်းလေးပြန်ဆောက်ခြင်းဒီဆိုတော့မဲ့ရင်ကမဖြစ်ဖြစ်အောင်ဆောက်လို့ရတော့မည်အမိပန်းရောခမားအသက်ရရှာပြီ သူလိုခြင်းဒီဆိုတာကိုမဲ့ရင်ကဖြစ်အောင်လုပ်ပေးဖို့သာရှိပါ යි မိနောင်ဒီညာပြင်ဒီကြောင်းငါပြန်ဆောက်လို့မယ်ပြောခဲ့တာမဲ့ရင်ကသည်မယင်ကံကလည်းလူချင်းသည်မယင်ကံကြောင့်မယင်ကံပြန်လည်တည်ထောင်ရမည်ဒီလိုကိစ္စတွေမှာကိုပြေသိန်းကအိမ်သားပြေတည်ပြီးချင်းသားရှိ၍ မဟင်ကန်ကပဲဆုံးဖြတ်လေးရှိသည်ကိုပြေသိန်းကလည်းမဟင်ကန်လှုပ်ချင်တာမှန်သမျှကန်ကွက်တာမျိုးဒါတာမျိုးမရှိခင်အင်္ဂလိပ်သဘောပါလို့ဆိုသည်ကြီးပင်အစစရရရှားပါနေခြင်းတွင်မရင်ကန်တချီတမောင်ယုံထားဖို့တော်တော်ကြိုးစားရမှာကိုလည်းဒီပါ၏သို့သောမရင်ကန်ဆုံးဖြတ်ပြီးပြီ ကိုပြေတဲ့မရှိသည့်တရက်တွင် အကိုလေးဆန်ကောင်းကိုမရင်ကန်ခေါ်ခိုင်းလိုက်သည် ကိုဆန်ကောင်းဟာ မေပန်းရောင်ရည်ကိုဝံခွဲကမွေးတီတာဖြစ်သည်ရွာမှာပဲနေထိုင်သူဖြစ်၍မဟင်ကန်အိမ်လုံးတင်မနိုင်နိုင် ကိုဖုံးဝေတို့နှင့်လာဝိုင်းတက်သူဖြစ်မဟုတ်မခံစိတ်ရှိတရပြင်မဟင်ကန်ကိုလည်းချစ်ရှားသည်ကိုဆန်ကောင်ရောက်လာတော့မဟင်ကန်ကတရပင်အားခေါ်လာခဲ့သည်ကိုင်ကနမပျော်စံမာများပါလေကိုဖုံးညောင်းနဲ့ကိုဆန်မြောက်ခေါ်ပြီးစီချင်းလို့မဟင်ကန်နည်းနည်းပါးပါးမေးချင်ရှိလိုပါကိုလေဖုံးညောင်းနဲ့ဆန်မြောက် ဘာလို့ဖို့လဲဒီကောင်နေကိုပြောကြရှင်ငါမာလိုက်လीပတ်စံရကြရှိလို့လားမဟုတ်ပါဘူးကိုလေးရဲ့မိန်ကန်တိချင်တာရှိလို့ပါအေးလीခေါ်ဆိုခေါ်ပေးပါမယ်ဒီကောင်နေဘယ်များရှိပါရှိမှာပါလေတော်တယ်တော့မစင်းလောက်ပါဘူးတွေ့တာနဲ့ငါခေါ်ခဲ့မယ်ဟာကိုင်းခဏိပဲရှာခေါ်ခဲ့နော်ကိုပြေသိမ်းမသိစေချင်လို့အေးပါနေ့ခင်းနိုင်ကြံတဲ့ချက်လောက်မှာကိုစံကောင်းနေတူကိုဖုန်းညောင်းလို့ပါလာသည် မဟင်ကန်ကဒီအပင်အောက်ကိုပဲခေါ်လာခဲ့ပါမဟင်ကံဘာလေးများမိချင်းလိုပါလိမ့်ဆိုတာကိုထူးဆန်းနေကြပုံတော့ပေါ်သည်မဟင်ကံကစကားခံမနေတော့ပင်လူရင်းကိုသာမေးတော့သည်ကိုရင်ဖုံညာမဟင်ကံမေးမယ်ဖြည်းဖြည်းဖြင့်စဉ်းစားပြီးဖြင့်နော်မိလောင်တဲ့ညာကိုရင်ဖုံညာမြင်တာပြန်ပြောစီချင်တာပါတစ်ချက်ချင်းစဉ်းစားဖြင့်နော်ခင်ပြောငါပြောပြီးသားပဲငါနမယာဟိုညာကနေလဲကြားပြီးသားပဲဧတာပဲရှိတာ နောက်ထပ်ငါဘာမှမသိဘူးဖះဆူရပါစေဟာမယင်ကန်ချက်ချင်းတီးလိုက်ပြီကိုဖိုးညောင်းတို့ကမယင်ကန်ခေါ်မိတာကိုပဲသူတို့ကမတင်ကားလို့ခေါ်မိတယ်ထင်ကြပြီ မျက်စိမျက်နှာတွေများပြဲလို့လူများရှေ့မှာဒီတလောက်ပြောပြတာကိစ္စမယင်ကန်ကတစ်ချက်ချင်းပြန်ပြောပါဆိုတာကိုလန့်နေကြပုံလဲပေါ်ပိုင်းမယင်ကန်ကသူ့တဘောထားကို ပြောပြရတော့သည်ဒီလိုပါကိုရင် ခုကိစ္စရွာလဲတိတ်ခါကြတယ် မိန်ကလည်းအစော်ကားခံရလေချင်းလို့ခံစားရပါတယ်။ခုကိုရင်တို့ခေါ်တာလည်းမယုံတာမသင်္ကာတာမရှိရပါဘူး။စကားဆိုတာကြံတက်တယ်မဟုတ်လား။မိန်ကသိချင်တာပဲမိပါတော့မယ်လေ။အဲ့ဒီနေ့ကမြင်းနောက်ကစီလာသူဟာအရက်ပုတ်တယ်။ဟုတ်တယ်နော်။အေးဟာရှိရစီးတဲ့ကောင်နောက်ကကောင်ကဖတ်ထားတာတွေ့တယ်။နောက်ကကောင်ကတော်တော်ကိုရက်ပုတ်တယ်။ငါမြင်တာအနည်းအောင်ရှိသေးတာကိုဖုန်းကြီးပြန်ပွဲကဒုံးလို့ပြီးမကြဘူးလေ။ပွဲရအခိုင်ဆိုင်တီးနေပြီဟာ။ဟုတ်ပြီ။ နောက်ကလူကမျက်နှာတုပ်ပါတထဲကိုကိုခွာထားတယ်။မြင်းစီရင်လေလွင့်မှာဆိုတော့အစနှစ်ဖက်ကိုအင်ဂျင်နဲ့တစ်ဖက်စီထိုးထည့်ထားတယ်။ဟုတ်ကဲ့လား။ကိုဖိုးညောင်းတွေ့သွားသည်။လေကြီးဆောင်ကထုံညံ့နေရဖြစ်ကိုပြန်စင်စားနေသည်။ကိုဆန်ကောင်းကတော့မိန်ကန်ပါရီမင်းနေမှန်းမသိ။မျက်နှာတုပ်ပါကိုခကိုခွာထားတာကိုဘလို့များတည်တာပါလဲ။ညံမမီတော့လေတာငင်းနေလိုက်ရ යි ။ ကိုဖုံးညာစီကအတမ်းမထွက်သည်ပြီးမှမဟင်ကံကို မျက်လုံးပြူးကြည့်သည်ဆုံးမနှင်းတွင်နေရပုံမျိုးဟုတ်တယ်ငါနှမိုင်ပေါ်ပါတထေကုတ်မှာပါတယ်ဟုတ်တယ်ဟုတ်တယ်တေးချတယ်ဟုတ်ပြီတိုင်ကိုဆံမြောက်တစ်ချက်ပဲမိမယ်မြောက်တကားထွက်သွားတော့မြင်းနေစီလူနှစ်ယောက်ထဲဆိုတာတေးချရဲ့လားကိုဆံမြောက်ကတောင်းမယ်စဉ်းစားတေးချကြောင်းပြောခဲ့ပါမဟင်ကံကျင်းတဲ့သွားသည်ကိုဆံကောင်းလို့တော့ပစိုးတွင်စီပင်လိုက်သည် မယင်ကန်အတွက်တီကိန်းတော်တတဲ့ကြီးတွန်နေပါပါကော ကိုဆန်ကောင်းတို့ကိုဒီကိစ္စဘသူမှမပြောစီခြင်းကြောင့်ထထမတော်မပြောဖို့ကတိပေးကြကပြန်သွားကြသည်တစ်ချက်ပဲမိစရာကြံတော်သည်မယင်ကန်ရက်ကန်ယုံဘက်ကိုလာခဲကဤကြာညွန်နေစကားတွေပြောနေခဲ့သည်အဤကြာညွန်ကခေါင်းတငိမ့်ငိမ့်ထုံညာကမနက်မိုးလေးမှာကိုမယင်ကန်ဆောင်နေခဲ့သည်အဤကြာညွန်လာမည့်ချိန်ကိုဆောင်နေခဲ့သည် မနက်ဆုံးခန်းပြန်မောင်တီတော်မှာ ရီးကြညုံရောက်လာခဲ့ပါရီးကြညုံဝင်းတကားဝါရောက်တင်းနေမအိမ်ကံပြေးတွေ့သည်တိချင်လာပြီမဟုတ်လားမနေ့ညကအရေးတွားခဲ့တယ်မရောက်တာကြပါပြီရဲ့မဆန်ရွှေကြီးအတော်မမနေရှာတာကိုစိတ်ထောင်းကိုကြီးဖြစ်ထင်မိုင်းစီးပွားရလဲကြလူကလဲအိုပြီပဲရီးရောက်တော့နှိပ်ခိုင်းလို့နှိပ်ပြီးခဲရသေးတယ်နာနေရှာပါပြီဘာဖြစ်တာတဲ့လဲအသက်ရှူမဝတာတဲ့ပါဇက်ကဟာစီဟာစီနဲ့အသက်ရှူနေရတဲ့ ဗမာဆရာနဲ့တော့ကုနေတယ်ပြောတာပဲရွာထဲလည်းပြောတယ်မကြပါဘူးခက်တာသူတို့ကလည်းဘယ်သူမှလူမထင်ကြဘူးအေးဖိုင်ကန်တိချင်တာကိုဖိုင်ကန်ကတိချင်တာကိုအလင်းစလုံးမေးလိုက်သည်ကြီးတော်ဆန်ရွှေတို့ရင်ဒါမှမဟုတ်တောင်နေရွှေမုံတို့ခွေးနေသည်ဆိုတော့ရင်တဲ့အိမ်မှာမိန်ကံမျောလင်းထားတော်လူတယောက်ရှိရမည်ဟုတွတ်ထားခဲ့သည်အယက်ပူပူဆိုသူလူကဖုန်ကြီးချံဖုန်ကြီးပြန်ပြီးသားနေပြန်ချင်းလဲပြန်သွားနိုင်သည်ရှိချင်းလဲရှိနိုင်သည် မဟင်ကံကများတချောင်ပြစ်ကြည့်လိုက်ခြင်းဖြင့်အကြီးကြညုံကမဖြေသေးပင်အနာကထင်းပုံပေါ်တထိုင်းသည် စကားများများပြောစရာရှိသေးပုံမဟင်ကံကလည်းလိုက်ထိုင်းလိုက်သည် မလာအောင်ကားပြီတူရီနှစ်ယောက်နေစရာထိုင်စရာရှာလို့တော့လို့လန်းအောင်နေပိုင်းအကြီးရောက်သွားတော့အကောင်ပူမရှိတော့ဘူးဒီလိုအေးအကြီးပြန်ပြန်ပြန်မယ်လို့တော့မဆန်ရွှေကသူ့ချွေးမကြီးကိုဆန်သုံးပြီးထည့်ပေးလိုက်စမ်းလို့ခိုင်းတော့ကိုနောက်ကင်မှာမိချီတန်းကဆန်လိုက်ချင်းပေးတဲ့ ဒါနဲ့ကြီးကညီတို့အိမ်ဟိုရက်ကအရက်ပူပူနဲ့လူကြောက်တွေ့ပါတဲ့ဆရင်ငါလားဆိုတော့မဟုတ်ဘူးတဲ့အမေတူတဲ့သူဆိုပေသည်ခက်ဝဝေးထဲကပါတဲ့တာမုံတမုံကိုင်ကခဏလာနေတာတဲ့ကိုမကောင်းဘူးလို့လည်းပြောတဲ့မဟင်ကန်ပြောတဲ့အရက်ပူပူလူဆိုတာအဲ့ဒီကောင်ဖြစ်မှာပဲဟုတ်ပြီအကောင်လုံးထင်ထားသည့်အတိုင်းဖြစ်နေခဲ့ပြီမြဲရတန်ပတ်ကြက်ရတက်ပြီးဒီထက်ခိုင်ရှားမရှိမဟင်ကန်ကြောင့်ကိုမီရှုခိုင်းတာဒင်းမဲဖြစ်ရမည် ိုရီယောဂသည်တမုံကိုင်းတာလေပြင်းမှာတပတ်တထဲခွာတင်ထားတက်တဲ့သူအရက်ပူပူတမုံကိုင်းကိုမယင်ကန်ငငယ်ကရဖို့သည်ဆောင်းချမ်းကုန်းနေဝေးလာသည်ကြီးတော်ဆန်ရွှေနှင့်သွေးဝေးတော်တူတော်သူဆောင်းချမ်းကုန်းကိုရပေါင်နေသူလည်းဖြစ်ပြန်ဆိုတော့လက်ထောက်ချခိုင်းလိုက်တာဖြစ်မည်ထားပါဦးနော်ဘာဖြစ်လို့များစာတင်ကြောင်းကလေးကိုမိရှို့ရတာလဲအကြီးချညွန်ကဆက်ပြောနေပြန်ပါ යි မမအင်ကန် ညီရငါကျေးဇူးရှင်ပါ යි ငါမှန်တဲ့စကားခွန်တော့ပြောစမ်းပြစီမဆန်ရွှေဆိုတာကလည်းငါ့ကိုကျွင်းဝင်နေတာပါပဲသူကအပေါ်မကောင်းပြီမဲငါ့ပေါ်တော့ကောင်းရှာပါ යි ပြီးခဲ့တဲ့နှစ်နှစ်လောက်ကအကြီးကိုစကားခွန်ပြောဖို့တဲ့ငါဝမ်းထဲငါထားခဲ့တဲ့စကားပါ යි တဖန်နာမရောက်ကောင်းတဲ့စကားပါပြောပါအကြီးရဲ့မဲ့ငကတီးခန့်နိုင်ပါတဲ့哦မိတ်ကန်နဲ့သူနဲ့ဖြစ်တဲ့ကိစ္စဟာကို ပြောတာပါငါ့ဘဝမှာရင်းရဲတော့ကလည်းဆင်းရဲခဲ့ပါရဲ့ ချမ်းသာတော့လဲသူတကကောင်ပေါ်မော်ခဲရပါရဲ့ဒါပေမဲ့ကတော့ဝဲရပြီဘသူ့ကိုမှမတောင်းပန်ခဲရဘူးဘူးတဲ့တာအောင်တစ်ချက်မှအတန်းနေငါမလဲဗန္နာရတည့်ရဲ့ပိုးချက်မကင်ဖြစ်ရသေးငါတတက်မကြည့်ဘူးတဲ့တတက်မကြည့်တော့နှစ်သက်ပေါ်ကြီးရဲ့မိန်ကံမမဘူးသူတို့မာတာမိန်ကံကတော့ကြည့်ခဲ့ပါပြီခုတခါအိုးကွက်ရည်မလို့ဖြစ်ရပြန်ပြီကောအကြီးချညွန်ကမိန်ကံဘလို့ကြောင်းဒီကြောင်းစုံစမ်းခိုင်းမှန်းလဲမသိဘူး ရွာကြောင်မိရှုခံရတာနဲ့ဆက်ဆက်သည်လို့လည်းမထင်မဟိကံကလည်းအကြောင်းရင်းကိုမပြောရီးကြညွန်ရကန်ယုံပဲထွက်သွားတော့လေမဟိကံထင်းပုံပေါ်မှာပဲဆက်ထိုင်နေမိပါ යි သမီးနှစ်ယောက်ပြေးလာကြပြီးထင်းပုံပေါ်တက်ကြတော့မှတွေ့လဲပြန်ရတော့သည်တိချခဲ့ပြီမဟိကံเจ้าကိုကြီးတော်ဆန်းရွှေတော်လှုပ်ကြံခဲ့ကြပြီတောင်ပါလေသလားမပါလေသလားတိချမသိပေသည်သူလည်းသုံးခွက်တစ်ခွက်တင် မင်းရင်လုံးတည်အမှုတွင်ရွာမြင်နာမထောက်ပင်ရင်ကုန်နေခဲ့ခြင်းကိုကဖြစ်ရှိခဲ့ပြီးရွာစီဝေးညာကနှုတ်ဆိန်နေခဲ့သည်ရွှေမုံကကောပါထူးသလင်းတနွေငင်းတစင်ပါဆိုသလိုလင်းဆက်ရိတ်ခိုးပြီးမတရားမှုမှမြင်းညူကြိုင်မလန်ရှိခဲ့သူပင်ရွာရဲ့ပေါ်ငွေတို့ချီတို့ချီဆိုင်မတရားမှုဖြင့်ချမ်းသာကြွယ်ဝလာသောကြီးတော်ဆန်းရွှေသားလို့သူတောင်းကကောပါထူးလင်းတောသူတောင်သားများ၏ကျေးဇူးရှင်တော်တွေကိုကုန်ပစ္စည်းတစ်ပွဲသဘောထားပြီး နွားလဲထက်လို့ရင်စီဝါရှာသူဒင်းတို့တွေမှာဘယ်စိတ်ကောင်းနှလုံးကောင်းရှိနိုင်ကြမှာလဲမဲ့အိမ်ကန်အန်တချက်တင်းတင်းကျရင်ထင်းပေါ်ပေါ်ကဆင်လာခဲ့ဒီကိစ္စမှာမဲ့အိမ်ကန်တရားခံကိုဖော်နှောင်ခဲ့ပြီးတရွာလုံးမစင်စားခဲ့သည့်ကိစ္စတရွာလုံးမပြောပါနဲ့ကိုပြေသိန်းဖြင့်တရားခံမရှာနိုင်ခဲ့သည့်ကိစ္စလက်သေးပေါ်လာတော့ဟုတ်ပါပြီ။ပါဆက်လို့မလဲဘသူကိုပြောရမလဲ။ ရွာသူရွာသားတွေစီဝေးခေါ်ပြီးဒီကိစ္စကိုဦးမကြီးကဖွင့်ချရင်းကမဟင်ကံပြောပြောပြလင်းကယုတ်တိယုတ်တာရှိပါမလားညီကိုတိုင်းတတိမြမြင်ဟုတ်လို့လားမင်းလင်းဘလို့ဖြစ်မလဲပါနဲ့တတိထူမလဲမဟင်ကံချိန်ယူရအောင်မီအကွက်ကြကြစဉ်းစားရပါအောင်မီကြီးတော်ဆန်ရွှေကိုလက်စုပ်လက်ကိုင်းပြနိုင်ဖို့ကရည်ကြီးသည်ကိုပြေသိန်းကိုဝင်မပြောသေးပဲညံမီသလားဝေဖန်စဉ်းစားချင်ပါသေးတယ် မဟင်ကံဖို့ရသွားလဲဒီစိစားလဲဒီစိထိုင်တော့လဲဒီစိထားတော့လဲဒီစိဒီကိစ္စအသင်ကမရှင်းရမချင်းမဟင်ကံဘက်ကရှုံနေတယ်လို့လဲခံစားရသည်တရရမှာတော့အကိုလေးကိုဆန်ကောင်းကိုဖွင့်ပြောပြပြီးတိုင်ပင်မီလိုသာဒေထားခဲ့ပါ၏တရခန့်တီးလျက်ဖန်ရခဲ့သည့်အဖြစ်ကားလည်းမခံချင်စရာတော့ကောင်းသား။ဘာပဲဖြစ်ဖြစ်ရင်ထဲညှိနေသောစလုံးစကူတော်ခြေခဲ့ပြီး နောက်ရက်တွေမှာလည်းမယင်ကန်ကတနုံနုံဖြစ်နေရသည် စာမရီငှက်လို့အမွေတတောင်အကျုံမခံခဲ့သူကဘာမှမလုပ်နိုင်ပေငုတ်တုတ်လေစဉ်ဖြစ်နေရတာကိုပဲမကြေနိုင်မချမ်းနိုင်ဖြစ်နေခဲ့ရသည်တမုံကိုင်းကိုလိုက်သွားကရင်ဆိုင်ပြချင်းစိတ်တွေသာရှိခဲ့သည်ကြီးတော်ဆန်ရွှေရတော့တို့ဒီလိုလုံးလိုက်တော့သင်ရင်ပါတတ်နိုင်တဲ့တုံလို့ကွယ်ရားကားများပြုံးနေလေမလားနှစ်ပေါင်းများစွာကရှိခဲ့တဲ့အညိုပါ ။ဦးကြီးအိုမရွဲတီခြေပဲမခြေနိုင်ခဲ့ပါလား။ကြောင်ကောင်သာကြွက်တပြုံလုံးတီးကြရပြီ။လှိတ်ခဲတဲလဲဖြစ်နေခဲ့ရတော့ကြောင်မီရှုခံရသည့်ကိစ္စကိုဖြေဖြန်းချဖို့အခွက်ချောင်းနေခဲ့တော့မရင်ကန်ဖို့ရပူရွေးပင်ဝေဝါသွားခဲ့ရပါ၏။ကြီးတော်ဆန်ရွှေဆုံးပြီးဆိုသည်တည်းရောက်လာခြင်းကြောင့်မီမဟင်ကံကို နောက်ဆုံးလက်စားချေသွားခဲ့ပါပကော။တေချင်းနဲ့တူနိုင်ပိုင်းသွားခဲ့ပြန်ပါပကော။ သင်္ကာရှင်ချင်းရင်တမလွန်ကိုလိုက်ခဲ့တော့မရင်ကန်ရင်လို့မှသွားခဲ့သည်နေပင်တူလီတော်သည်ဒီကိစ္စဘသူကိုမှမပြောတော့ဘူးလို့ပဲမရင်ကန်ဆုံးဖြတ်ခဲ့သည်เจ้าကိုလောင်မြိုက်ခဲ့တော်မီထံအစများစွာပူပြင်းလာတော့မရင်ကန်၏အမုံအာဂါဒာမိတောင်မီရှမ်းကြီးသည်တောင်နှင့်ရွှေမုံတို့အပေါ်မိုးကြိုးလောင်မီကြသလိုကြားခဲ့ခြင်းသာဖတ်တင်လေတော်သည်မရင်ကန်ဘာလို့ရမလဲ ဒီလိုနဲ့နေရတေးသာကုန်ခဲလေးပြီဖယားငုတ်တူရောင်တော်လွတ်မှာပုံတော်စင်ဝစ်ကြပါစို့မေခွေရဲ့အောက်ပြေဆုံးလေတော်တို့ပိုးဝဲခဲမင်းအနာတစ်ဖက်တစ်ချက်ကင်းနဲ့စိမ့်နူးချင်းအလေကောင်တန်ရောင်ွက်နဲ့ပုံတော်ဝင်လို့ရတော်လက်ခက်တန်းကျွန်းဖို့တာတောင်းတိုင်ကကြား အကြီးချညွန်အတန်ကလွမ်းချင်းစပွဲကောင်းလာသည်တကြံခါတော်ရဲ့တကြော်နီခဲပြန်ပြီအညာနှွေဘူးရှိန်ကရောကြမသွားတော့လေတစ်ခါတည်းရန်မိုးရိပ်ကလေးဆင်းသည်မူတကူးလေးလေးအေးရပါ၏ဒီကနေ့ကဥပုံနေရကန်သားတွေနာတီရဖြစ်သည် မဟိကံကတပတ်တရက်နာခိုင်းထားသည်ရက်ထဲမှာပြူများကြတော့လေမနာကြပါတရက်တွေထဲမှာတော့နည်းနည်းလေးနာရကြပါ යි မဟင်ကန်နဲ့ရီချညွန်တို့နှစ်ယောက်ကတော့ရက်ကန်အစင်တွေအားတခိုင်အစင်နဲ့ရက်သားတွေလိုက်ကြည့်ကြရသည်ဒီရက်တွေထဲမှာမဟင်ကန်စိတ်ကူရထားတာရှိသည်မြို့ကအချုပ်ဆက်တွေမာပြီချုပ်ထဲကလေးတွေပါခြုံတိုင်းလင်းဈေးပန်းလှမည်ဟုထင်သည် အမရပူရမှာရက်ကန်အကြောင်းဖွင့်နေသည်ကြတော့ရက်ကန်သမားတချို့ကလွတ်ချင်းသည်အချုပ်ဆက်တွေကမြင်းချံတော့ရောက်မရောက်မပြောတတ်သေးဘူးအကြီးရဲ့မန်းလေးမှာတော့တော်တော်တွင်ကျန်နေသည် ကိုပြေသိန်းပြန်လာလို့ပြောတယ်။မင်းကန်ကတော့ခြေတဲ့ကလေးတွေခင်မီမီချုပ်ပြီးမြင်းကြံတင်ရောက်ချင်နေမိတယ်။ဒီခင်မာလက်တူလက်ဆက်ကလက်ပြည့်အင်ကြီးတဲ့အတော်အဝင်များလာကြ၏။ယင်ဖုံးယင်စီကလေးတွေမှာပန်ထိုးပေါ်ကျဲပွင့်ထိုးလေးတွေထိုးကြသည်။ဆမူစာယင်ဖုံး၃00ချွန်းယင်ဖုံးယင်ထုံယင်ဖုံးစောက်ထုံပခုံးဆက်လက်ဖြာကလေခွန်ခွေရင်ကြီးတွေတခေကုန်ပြန်တော့လေထောင်လေးတွေဝေများလာကြသည်။ အင်ဂျီလက်ဖြာကကားလေးတွေကခင်မရှိတော့တော့လေလက်ဖြာနဲ့လည်းပြင်မှာတက်တင်းလေးတွေပပထဲကြတာကိုတော့နှစ်သက်ကြတာတွေ့ရသည်အချုံဆက်လေးလုံးလာဝဲလင်းအင်ဂျီဆိုင်မျိုးမျိုးသူဆက်နှစ်သူ ခွဲပြေးလိုက်ရောမင်းပိတ်ညက်တာချုပ်တာကတော့မန္တလေးမှာသွားတင်မှာအဆင်ပြေပြီရွာကမိန်းကလေးတွေဆက်ချုပ်တက်သွားလင်းအလောက်ကိုင်းမရှာနိုင်တော့မြို့ကြိုက်ထယ်တွေချုပ်ပြီးမြင်းချန်စီမှာတင်းလင်းလုပ်ငန်းဖြစ်နိုင်သည် မဟင်ကန်ကတော့ကိုစီပွားဖြစ်ရတဲ့ရွာမင်းကလေးတွေထမင်းတလုံးထင်းကုန်မစားကြရလင်းပင်ဒေါ်လာပြီးအောင်မီသည်ကောင်းတာပေါ့ကြီးဟောဒီနာရွာတွေရောင်းတာနေတင်ကုန်တယ်ဘဲမှာတင်းနေစရာမလိုပါဘူးရွာကမင်းကလေးတွေကသွားတင်ချင်ပါမလားတချက်စဉ်းစားစရာမန်းလေးကဆက်ချုပ်ရှာမှာငှားရင်ကိုအဆင်ပြေမလားမသိဘူးနော်ဇရိတ်တောင်ကျင်းလောက်တယ်ဧတာတော့ဖြစ်လောက်တယ်တို့ရွာကလေးမာတွေကညှိတိတဲ့အတိုင်းသွားဝင်ကြမယ်မထင်ဘူး အကြီးချညိုကခက်လက်စာရကန်ကိုဆက်ခဲသည် တထယ်လုံးဆင်ပြီးအောင်ခက်ချင်းမဟုတ်ပါတတောင်တတောင်တမိုင်အစင်ပေါ်ရောခက်ကြည့်နေခြင်းဖြစ်ကိုပြေသိမ်းမန္တလေးကနောက်ပိုင်းဝင်လာသည် ချီဆိုစေးရေအယောင်လွင်သည်ဆွဲလဲဆွဲသည်အယောင်ကလှပြီးသားဆိုတော့စိတ်ကူးလေးနဲ့ဖက်လိုက်ရင်ရွှေချင်းစပွဲဖြစ်ရပါ၏အကြီးချညိုရဲ့နေသည်ဆင်နေပြီမိန်ကန်ရက်ပြီးဆင်ကိုကြည့်သည် ပြပြေးလေးနေလာတာ အစိမ်းတို့အဖြူနုကလေးကြီးဆိုတော့အယောင်ဖြောချင်းသည်ဒီထဲမှာလိမ်မော်ဖောက်လိုက်တော့အနူကလည်းလိုင်ရင်သည် အရင်ကလည်းဖြည်သွားသည်အကြီးနှင်းမဲ့ရင်ကန်စိတ်ကူသည်များလူကြိုက်များကြပါ၏အထူးသဖြင့်ညံကောင်းလှသောမျက်စိရည်တက်သောမဲ့ရင်ကန်စိတ်ကူနှင့်အကွက်ဖော်သည်များဆင်းသွင်းကြလာသည်မူမြင်းချန်နေတကြမဲ့ရင်ကန်ထဲတွေကနမဲကြီးလာပါ၏အခုလည်း ဆက်ချုပ်ဆရာမခေါ်ကထဲချုပ်လုပ်ငန်းမှာပူတွဲလုပ်ဖို့စိတ်ကူလာပြန်ပြီရီးချညုံကရကန်တန်းကဆင်လာခဲက စီပေါ်လေးကိုမိညီးသည်မိခုံးငွေတွေကအူအူထားနေသည်ထရန်ကြားကဝင်လာတော့ကြာနေလင်းတန်းတွေကမြားရီလိုဝင်ရောက်နေကြသဖြင့်မိခုံးငွေတွေတလိမ့်လိမ့်လွန်လွန်နေတာကိုမဟင်ကံမြင်နေရသည်ရီးချညုံကတောက်လက်စာစီပေါ်လေးကိုဆင်ခွက်ထဲတာချသည်ချင်းကံ အရေးစကားခွန်ကြခဲ့တာရှိတယ်။ဟုတ်မဟုတ်တော့မပြောတတ်ပါဘူး။ကြားတာရှိပါသေးတယ်။ဘာတဲ့လဲအရေးဖားကြလို့လဲ။တောင်နဲ့ရွှေမုံကမိလောင်သွားတဲ့ကြောင်းကြီးပြန်ဆောက်လို့ချင်းကြတဲ့တယ်။တောင်ကမအေးကြီးဆုံးတာတလှပြေဆွန်ကြည့်တော့ပြောနေတာကြတာ။မအေးကူတို့ပါချင်ဟန်တူပါရဲ့။မအိမ်ကန်တို့လာပြောမယ်ပြောတာပဲ။ရှင်။မအိမ်ကန်ဘလို့မှားထင်မထားသေးကြကတောင်နဲ့ရွှေမုံတို့ကကြောင်းကြီးပြန်ဆောက်လို့ချင်းကြလို့တယ်လား။ မိရှုတော့ကလည်းသူတို့ပြန်ဆောက်ချင်တော့လည်းသူတို့လားပြုစားတော့လည်းဆုံးပါစီကူတော့လည်းဆုံးပါလားဘယ်ရပါမလဲရွှေမုံရင်မဲ့ဤကံကြောင်းကိုရွှေမုံကြောင်းလှုပ်ချင်လို့လကရပါမလားဘလို့စိတ်ကူများပါလိကြံကြီးစီရတော့မဟိလက်ချံဆိုတာတောင်းတိထားလို့သာကျောင်းကိုလူကြပြီးအာကုတူကိုဖက်ဆဲတာတင်ချပြီးပေါ့မဲ့ရင်ကံဘလို့ပြောရပါဒီကိစ္စကမဲ့ရင်ကံတယောက်တည်းသာတိထားသည့်ကိစ္စ တောင်နှင်းရွှေမုံဒီစကားပြောလာတော့မယင်ကံပုံရွေးပင်နှလုံးနှောင်ရသည်တခြားရွာတွေကဖဲ့လူပြရစီဆိုတာတော့လက်မခံခဲ့ပဲနေဒီနိုကြမှာလူကြရော့ဖြစ်ကြလားအကြီးစောစောကဆိုတဲ့တချင်းလိုပါပဲဖျားငုတ်တူရောင်တော်လွတ်တာတော့ပုံတော်မွေ့စီရဘူးမှတ်ကြီးရဲ့ကျုပ်ဖြင့်ကြရတာတော့နှလုံးနာလိုက်တာတော့ကြီးကြညောကမဟင်ကံကိုတွေ့တွေ့ကြီးချီနေသည်။တောင်တော့ကအကြောင်းကြီးဆောက်လို့ချင်တာနေပြီ နှလုံးနာလိုက်တာဆိုရဘာဖြစ်လို့ပါလဲလို့တွေးနေပုံလဲရပါဆက်လက်တို့ကောက်ကိုင်းပြန်သည်မိကြီးသည်မိန်ကန်ရဲ့ညီလိုခဲ့တဲ့ဇာမီးလောင်တာညီပြန်ဆောက်ချင်မှာပေါ့နှုတ်ပေသည်ခမများလည်းမအေးကိုရည်စူးပြီးလှူချင်ရှာထင်ပါရဲ့ဒါကလည်းကြားတာရှိသေးတာပါ ਈ မဟင်ကန်ကသူခံစားမှုကိုချက်ချင်းပြန်ရောက်သိမ်းလိုက်သည်စူတက်လာတော့ဒေါ်သားကမိခိုးလေးလုံးညနာပေါ်ကချက်ချင်းလွင်သွားပုံတော့မရား မဟေကံကောင်းတဲ့ထဲထွက်မထားတော့ရာဆိုတော့အံ့ဩရတာလဲမှန်ပြီ။ကြောင်းကမှုခင်ဖြစ်ထားတာမျိုးမဟုတ်ပေသည်။မိလောင်ခံရတာဆိုတော့ဆိုရပိုင်းကစစ်လာစီလာတော့လှုပ်ချင်းလုံးလဲမြည်။ကိုပြေသိန်းမြင်းချန်သွားသည်ပင်တပတ်ကြောခဲ့ပြီ။အရင်ပြောတာလဲမဟေကံသဘောပေါက်ပါသေး။မဟေကံတို့တော့ခွင့်တောင်းရအောင်မှာပေါ့။အကျိုးကြောင့်ပြောကြအောင်မှာပေါ့။မဟေကံကြောင့်မဟေကံမဆောင်နိုင်လဲတမျိုးပေါ့။ခုဟာက သူတို့ကလည်းမဲ့အင်ကန်ကိုတောင်းပန်ကြမယ်ပြောပါတယ်။ရွှေမုံကအယုတ်ပါရေးအရေးကြီးတလို့တော့တော်ပါတော့ကြီးရဲ့မဲ့အင်ကန်စိတ်ရှုံလွန်လို့ပါ။နောက်တနေ့ညနေပိုင်းမှာကိုပြေတဲ့ပြန်ရောက်လာခဲ့သည်။ကြောင်ကိစားဘလို့ပြပြခဲ့တယ်လဲမိချင်းလာတော့လဲချက်ချင်းမမေးဖြစ်။ညပဲရောက်တော့မိသားစုထမင်းဝိုင်းမှာကိုပြေတဲ့ကလို့တလို့တော့ပြောပြသည်။ကျောင်းကိုယာယီဖွင့်ထားနိုင်ရင်စာအုပ်ရှင်းလင်းဖွင့်ထားရန်နီ ရွာကဆောင်းနိုင်လျင်ထက်ကိုတင်ပြရမှာဖြစ်ကြောင်းပြောပြသည်ကိုပြေသိန်းကဆရာတော်ကြီးမရှိသေးနောက်ခန်းနေဆရာတော်ဦးခေမင်းသားကကျောင်းထိုင်ကျောင်းထိုင်ဖြစ်လာရာဦးခေမင်းသားကိုရှောက်ပြီးဘုန်းကြီးကျောင်းမှာခဏဖွင့်ထားခြင်းကြောင့်ပြောနေသည်အမေကတော့ကျောင်းကိုပြန်ဆောက်လို့ချင်တယ်ရွာကိုလည်းဂတိပေးခဲ့ပါ යි ရွာကတောင်းပန်ကြတယ်အများကုသူဖြစ်အောင်တစ်ဖက်တည်းမှာပါခွင့်ပြုစေချင်တယ်တဲ့ငါသားများသမီးများသဘောပါပဲ မေကတော့ဘသူကပဲဖြစ်ဖြစ်ကုသိုလ်မှုဆိုတာကောင်းလားကြီးမဟုတ်လားမဟင်ကန်ကတော့စကားတခွန်းမှမပြောပဲပြောနေကြသည်များနားထောင်နေတာပဲရှိမနေ့တော့ငါကြီးကြညွန်ပြောခဲ့တဲ့စကားမျိုးကိုအမေပန်းယုံပြောချင်တာလားတကယ်ပဲရွာက အများကတမူတမန်ခွဲဝေပါဝင်ချင်ကြတာလားတော့မသေးချာမလာအောင်ကစကားတခွန်းဝင်ပြောသည်ဒီတစ်ခါဆောက်လို့မိရှုကြပြန်ရင်ကောတယ်ဒါလည်းစဉ်းစားကြပြီ မဟေကံကလွဲလေလက်တဲစေကိုရွာကတီးချတာမဟုတ်။တပုံတကံကလို့တလို့လို့ကိုပြေသိန်းကိုမုံလို့လို့တလို့လို့လောက်တာတင်းချေပြေးနိုင်ကြတာပဲရှိပါ යි ။ကိုပြေသိန်းကတော့เจ้าကိုဘသူကပဲစောက်စောက်။เจ้าဖြင်းဖြောက်လာဖို့သာရည်ကြီးတယ်ဟိုခံယူထားပုံရသည်။ပြောတာပြောရတာပါမိရဲ့။ရွာထဲမြင်းနှကောင်ဝင်တာနဲ့ဒီလူတွေလှုပ်သွားတယ်လို့အကြမကြပြောဖို့ကလည်းခက်သားပဲ။ဘသူဘသူညှို့လို့လုံရအောင်ကလည်းဘသူဘသူမှမအညှို့ကြီးညှို့စရာလည်းမရှိပဲဟာ။ ကျွန်တော်ကတော့မဟိန်ကန်ကတစုံတရာဝင်ပြောရန်ပိုင်ဖြန်လိုက်ပြီမိသားစုကြားမှာတော့ဒီစကားပြောမှဖြစ်တော်မည် သူတယောက်တည်းတည်နေတာကလည်းဒိတ်ပဲမရှိဒါပေသည်ပြောလို့လည်းယုံကြပါမလားကိုပြေသိန်းကပင် ခရွရော့ပြောနေပြီမဟုတ်လားဘသူကဘသူကိုဘလောက်ညှိုးရှာရှိလို့လဲတယ်ရှိပါတော့ရှိလိုက်တာမှာမဟိန်ကန်ပစံဟာခန်ဒီစစဲမှာပြီခြံဝစီက လူတန်းနေကြားလိုက်ရသည် ဆရာလေးမှန်ရင်ကန်ကျုပ်တို့ပါတာအောင်နဲ့ရွှေမုံတို့ပါဆရာလေးပြန်ရောက်ပြီဆိုလို့ဝင်ခဲ့စမ်းပါရစီမှန်ရင်ကန်ဤနှုတ်ကထွက်ကြကန်ဤဆဲဆဲစကလုံးလေးကိုချက်ချင်းမြှချလိုက်ရပါရှာနှင့်မိကြီးခဲတွေလဲကြောင်းနေခဲလိုက်စီစဉ်သွားကြသလိုရှိခဲသည်တာအောင်နှင့်ရွှေမုံပါကိစားလာကြတာလေကြီးချညွန်ပြောသည့်စကားမှန်ပါပါကောမှန်ရင်ကန်ရင်ကလေးချီကမျက်နှာကိုတင်ထားလိုက်သည်လာကြစမ်းပလီစီ တချီတမောင်မဟင်ကန်ကြောင့်ကောင်းကောင်းတည်သွားစေရမည်မဟင်ကန်တကိုယ်လုံးအပူတက်ဖြင့်ရှိန်ရှိန်တောင်းလေးလေးပြီနားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပြီးကြပါအောင်နော်။ကျမရှိတော့ပါ